ဟယ်လိုအလုံးပဲမင်္ဂလာပါကျွန်တော်မနေ့တုန်းကဒီဆော်ဒီအာရေဗျာကအတက်90လောက်ရှိတဲ့အဖိုးကြီးတယောက်နဲ့ဆုံတယ်ဗောနော်သူကဒီယူရိုမှာပဲနေခဲ့တယ်ယူရိုမှာပဲဒီဒီဝန်ထမ်းတွေလုပ်ပြီးတော့သူအများကြီးဖျက်တမ်းခဲ့တဲ့လူတရားဟုတ်တယ်အဲ့တော့သူပြောတဲ့စကားကကျွန်တော်ကအများကြီးတတွေးခေါ်ရအစကျွန်တော်ဘဝအချိန်ဒီအမှန်ကိုအများကြီးမြင်တွေ့စေတဲ့ အပိစကားတွေပညာပေးတဲ့စကားတွေအများကြီးသူပြောခဲ့တာဖြစ်တယ်အဲ့တော့သူပြောတဲ့ဟာက okay မင်းအတက်ခုဘလောက်ရှိပြီလဲမင်းနောက်9နှစ်ဆိုရင်ဘာဖြစ်ဖို့မင်းအစီအစဉ်ဆွဲထားတယ်လဲ okay အခု2025ခုနှစ်2030ရောက်ရင်မင်းဘာဖြစ်မှာလဲဒီ9နှစ်မှာမင်းဘာလုပ်မှာလဲအဖေက2030မှာဘာထွက်မှာလဲဆိုပြီးတော့ကျွန်တော်ကိုမေးတဲ့ဟာတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်ရဲ့ဘဝမှာတိုးတက်ပြောင်းလဲဖို့ဆိုရင်တလား အစီအစဉ်တနစ်အစီအစဉ်ငါးနှစ်စီမံကိန်းအပြင်ဒီတရက်မနက်အိယာထတဲ့အချိန်ကနေညအိယာဝင်တဲ့အချိန်ထိတရက်တာလုံးမှမလုပ်တလဲဆိုတော့အသေးစိတ်ရေးပြီးတော့ကျွန်တော်တို့အဲတရက်ချင်းစီလှုပ်ဆောင်ချက်တစ်ခုချင်းစီတိုင်းကိုမှတ်တာပြီးတော့လုပ်ရမယ်အဲ့လို၅နှစ်ပြီးသွားပြီဆိုရင်မင်းဘုရားထူချပြောင်းလဲတော့ပြီ next level တစ်ခုကိုရောက်ပြီဆိုတော့သူကျွန်တော်ကိုပြောပြတယ်အဲနောက်တစ်ခုကသူပြောလဲ ကျွန်တော်ရဲ့နေထိုင်မှုရဲ့ကျွန်တော်ရဲ့အပေါင်းအသင်းတွေအားလုံးကိုမပြောင်းလဲဘူးဆိုရင်ကျွန်တော်ရဲ့ဘဝကဘာမှပြောင်းလဲမှုရှိမှာမဟုတ်ဘူးဆိုပြီးသူပြောတယ်။အဲ့တော့သူပြောတဲ့အရာက तू ကအခုပေါင်းနေတဲ့လူဒီထက်ပို့ပြီးတော့တော်တဲ့လူပို့ပို့ပြီးတော့အမျော်မင်ရှိတဲ့လူနဲ့ तू အချိတ်ဆက်လုပ်ပြီးပေါင်းတယ်။အဲ့ဒီမှာဆိုရင်အဲ့ဒီအလွာမှာစဉ်းစားတွေးခေါ်တဲ့ရာနဲ့အဲ့ဒီအလွာမှာ အဲစီးပွားရေးလှုပ်ဆောင်တဲ့အရာတွေအများကြီးကို တူတင်ယူမိတယ်အများကြီးအပေါင်းအတင်းတွေရရှိပြီးတူပွားကိုနောက်အရွေးတစ်ခုကိုတူရွေးနိုင်တယ်ဆိုမှတူပြောပြခဲ့တဲ့အရာရှိတယ်အဲ့တော့ကျွန်တော်ဘမစကဘုံနဲ့ထိုနီးတူထိုနီး၎င်းပဲတငါနာနီးတငါမုတ်ဆိုးနာနီးမုတ်ဆိုးဆိုကိုထပ်ပူပြီးတော်တဲ့ပူပြီးကောင်းမှုနဲ့ပတ်ဝန်းကျင်ရဲ့ဝမကူပြောင်းလဲသွားနိုင်တယ်ဆိုရင်ကိုပွားကကောင်းလာမှာဖြစ်တယ်ကိုပူပြီးတော့ဆိုးရုပ်တဲ့နေရာမှာဟိုဇောက်ထိုး ကြမဲ့နေရာမှာကိုကတွားပြီးတွားရွေ့ရင်အဲ့ဒီဝင်းကျင်မှာကိုတွားနေရင်ကိုကလို့ဖြစ်မှာပဲအဲ့တော့ဒီကနေ့ကျွန်တော်တို့ရဲ့ daily plan ရှိရမယ်အပြီး9နှစ်မှာဘာဖြစ်မလဲဆိုတဲ့စီမံကိန်းတစ်ခုရှိရမယ်အဲ့ဒီ9နှစ်မှာစီမံကိန်းအဲ့ဒါလှုပ်ဆောင်ရင်းနဲ့ကိုရဲ့ပတ်ဝန်းကျင်အတိတ်အခုလက်ရှိနေနေတဲ့အခြေအနေအားလုံးထပ်ပို့ပြီးမြင့်တဲ့ အချင်းတွေတစ်ခုကိုလည်းကိုကအရွေ့တစ်ခုကိုလည်းကိုကရွေ့နိုင်တော့သူဖြစ်ရမယ်ဒါဆိုရင်ဘဝမှာတိုးတက်အောင်မြင်တော့သူဖြစ်လာဖို့ရန်အတွက်အချင်းတွေများရေးကောင်းတယ်ဆိုပြီးတော့သူကျွန်တော်ကိုဒီလိုမျိုးပညာပေးခဲ့တယ်ဗောနော်အဲ့တော့ဒီဟာကိုမိတ်ဆွေတို့ဘယ်လိုထင်လဲမှန်တယ်လို့ထင်လားဘယ်လိုထင်လဲ comment မှာတစ်ချက်လောက်ရေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်